နိုင်ငံခြားသားနဲ့တရားရုံးမှာလက်ထပ်ထိမ်းမြမယ်ဆိုရင်ဘာတွေလိုအပ်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်မကတော့ LLB Group မြန်မာလောဖန်ကတရားလူတော်ရှင်ကြီးဒေါက်တာချစ်စံဖြစ်ပါတယ်ကျွန်မတို့လောဖန်အနေနဲ့အများပြည်သူတွေသိထားတဲ့ဥယျာဉ်ရေးရာလေးစာလေးတွေကိုရှင်းလင်းပြဝေမြဲရှိပါတယ် ီနေ့ကျမဆွေးနွေးမှုကတော့နိုင်ငံခြားသားနဲ့မြန်မာအမျိုးသမီးနဲ့လက်ထပ်ထိန်းများမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လေးဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။နိုင်ငံခြားသားနဲ့မြန်မာအမျိုးသမီးလက်ထပ်ထိန်းများရေးနဲ့ပတ်သက်ပြီးတော့ပြည်အောင်စုတရားလွတ်တော်ချုပ်ကနေပြီးတော့ညွှန်ကြားလွှာအမတ်1မြင်ဆောင်2012ကိုထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။အဲ့ဒီညွှန်ကြားလွှာမှာတော့ဆောင်ရွက်ရမယ့်လှုပ်ထုံးလုပ်နည်းတွေကိုအသေးစိတ်ဖော်ပြထားတာရှိပါတယ်။အဲ့ဒီညွှန်ကြားလွှာလေးကိုကျမဒီဗီဒီယိုလေးရဲ့အနောက်မှာထည့်သွင်းပေးမှာဖြစ်တယ်။အခုဆွေးနွေးမှုကတော့တရားရုံးမှာ လက်ရှိဆောင်ရွက်တဲ့ချိန်မှာဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြံဉာဏ်ဆွေးနွေးပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ဘာတွေလိုအပ်လဲဆိုရင်တော့နိုင်ငံခြားသားအမျိုးသားရောမြန်မာမျိုးသမီးရောနှစ်ဦးလုံးဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ရမယ်။နိုင်ငံခြားသားအမျိုးသားကဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းနဲ့ပတ်သက်ပြီးတော့အထောက်အထားတင်ပြရမယ်ပေါ့နော်။ဥပမာဒီဇီဒီပထိုးတွေဖျားသွားကြောင်းတက်နေတဲ့ဓာတ်ပုံပေါ့နော်။၄-၅ပုံကိုတင်ပြရမယ်။နောက်တစ်ခုကကျတော့ဒီနိုင်ငံခြားသားအမျိုးသားရဲ့ passport မူရင်းကိုတင်ပြရမယ်။ passport ကလည်းတက်တန်းရှိတဲ့ passport ဖြစ်ရ မယ်။အမျိုးသမီးရကြတော့မပုံတင်မှုရင်အိမ်အောင်စုစရာမူရင်းကိုတင်ပြရမယ်။နောက်ထပ်လိုအပ်တာကတော့အတိတ်သက်တဲ့နှူးအတိတ်သက်တဲ့နှူးရဲ့မပုံတင်မှုရင်းတွေကိုလည်းတင်ပြရမှာဖြစ်ပါတယ်။ဒီဆောင်ရွက်မဲ့နိုင်ငံသားသားကမြန်မာမျိုးသမီးရောနှူးလုံးဟာအသက်၁၈နှစ်ပြည့်ရမယ်။မြန်မာမျိုးသမီးကမုတ်ဆိုးမှတလင်ကွာမဟုတ်ဘူးဆိုရင်အသက်20ပြည့်ရမယ်။အသက်20မပြည့်ဘူးဆိုရင်မိဘအုပ်ထိန်သူရဲ့သဘောတူညီချက်ကိုရယူရမှာဖြစ်ပါတယ်။နောက်တစ်ခုလိုအပ်တာကတော့ထိန်းများမင်္ဂလာဂတိသစ္စာပ ြုလွာပေါ့နော်အဲ့ဒီထိန်းမြမင်္ဂလာဂတိတစ္ဆာပြုလွာကိုတရားရုံးကိုအစ်စ်ယူဆောင်သွားရမှာဖြစ်တယ်။ဆောင်ရွက်ရမယ့်တရားရုံးကတော့ခရိုင်တရားရုံးနေမှာဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ဒီမှာအခုဆွေးနွေးမှုကတော့နိုင်ငံခြားသားနဲ့မြန်မာမျိုးသမီးတွေလက်ထပ်ထိန်းမြတဲ့အချိန်မှာလိုအပ်တဲ့ဟာလေးတွေကိုအကြံဉာဏ်ဆွေးနွေးပေးတာပဲဖြစ်တယ်။နောက်တစ်ပိုင်းမှာတော့ဒီမှာသက်ဆိုင်ရာခေါင်းစဉ်လေးနဲ့ဆက်ပြီးတော့ဆွေးနွေးပေးသွားပါဦးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။